ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်မနေ့ပြန်ဆိုရင်မတ်လေးမင်္ဂလာဆောင်မင်းတော့အမေအေးကွယ်တမီးရဲ့မင်္ဂလာစကားမပြောခင်အမိချွေးမအောင်လဲတမီးနဲ့မိတ်ဆက်ပေးမယ်မနေ့ပြန်တမီးရဲ့ညီမလေးလာရင်သူ့အသေးချာလေးကြိုဆိုလိုက်အောင်နော် အခုလည်းမြစ်ကမ်းနာနေရေတွေအိုးတလုံးနဲ့ထည့်ယူခဲ့အောင်ရိုးရတလေးတွေဆောင်ရွက်ရမှာရှိသေးတယ်လေမဆူးကစင်းရဲတဲ့မိသားစုကလာတာကြောင့်နီလာကသဘောမတူပေမဲ့သူ့ရဲ့အကြီးဆုံးသားကတော့နီလာကိုဆန့်ကျင်ပြီးမဆူးနဲ့လက်ထပ်လိုက်တာပေါ့ကွယ်ဒါကြောင့်နီလာကမဆူးကိုတိတ်သဘောမကျဘူးပေါ့ဒါပေမဲ့လည်းအခုသူ့ချွေးမငယ်ကတော့ချမ်းသာတဲ့မိသားစုကလာတာကြောင့်နီလာကအတော်လေးသဘောတကျရှိတာပေါ့ကွယ်အခုနီလာပြောတာကြောင့်မဆိုးကမြစ်ကိုသွားတော်တာပေါ့ကွယ် မဆိုးရေတမီရောအယမ်းပျော်နေမှာပဲတမီသဘောကျတဲ့ကောင်မလေးကတမီရဲ့ညီမလေးဖြစ်ရောက်လာတော့မှာကိုရှင်အန်တီကဘာပြောတာလဲတမီရဲ့ရောင်းမလေးကဘသူလဲဆိုတာတမီခုချိန်နေမသိသေးဘူးလားအေးပါကွယ်အဲ့နေကြတော့သိရမှာပေါ့ဟုတ်တယ်မလားဒီလိုပြောလိုက်ပြီးအဲ့ဒီအမျိုးသမီးကထွက်သွားခဲ့ပါတယ်မယူလေရေးပါးတွေဥကိုယူပြီးအိမ်ပြန်လာခဲ့တော့တာပေါ့ကွယ်နောက်နေ့မှာတော့ကိုမင်းလေးလက်ထပ်ပြီးသူ့မိန်းမနဲ့အတူအိမ်ပြန်လာခဲ့ပါတဲ့ ဒါဆိုမက်လေးနဲ့လက်ထက်လိုက်တာနေမော့နော်နေဟာငှက်ညီမလေးပေါ့ဟုတ်တယ်ဒါပေမဲ့ကျမသိတ်နားမလဲဦးကျမမဆိုးရဲ့ညီမလေးဖြစ်လာမယ်ဆိုတာဘလို့လို့ပြီးမဆိုးကမသိရတာလဲအမားတို့ညောင်ကတယောက်ကိုတယောက်သိကြတာလားကျမသူ့ကိုအကြိုက်မသိပေမဲ့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတွေ့ဖူးတယ်အဲ့ဒီတုန်းကမိုးရီအရန်ရွာနေပြီးကျမတို့ရဲ့မဆိုးလေးကဒုက္ခရောက်နေတာသူ့မှာစာမေးပွဲရှိတော့ကျမသူ့ကိုလိုက်ပို့ပေးခဲ့တာလေအပြန်လန်နေနဲ့တနေ့မှကျမဆိုင်ကပြတ်တော့ သူကသူ့ကိုခေါ်ပြီးအခမဲ့ပြင်ပေးခဲ့တာအဲ့ဒီကတည်းကကျမတို့မြောက်တငယ်ချင်းဖြစ်လာတာလေအရင်ကောင်းတာပေါ့ဒီလိုတငယ်ချင်းတွေကသမီးရောင်းမာတွေဖြစ်နေရင်အိမ်မှာပျော်ရွှင်ခြင်းနဲ့ငြိမ်းချမ်းခြင်းတွေရှိနေမှာပဲချမ်းသာတဲ့တငယ်ချင်းတွေစင်းရဲတဲ့တငယ်ချင်းတယောက်ကအတူတူတိမ်လေးကိုချွေးမဖြစ်ရောက်လာတာကိုမြင်တော့တိမ်လုံးလေးပျော်ရွှင်နေကြပဲမယ်နီလာနဲ့မက်စီတို့ကတိတ်ပြီးသဘောမကျကြဘူးလေကွယ်နောက်နေမှာတော့မပိုးရဲ့ပထမဆုံးမိဖို့ကြောင့်ဝင်နေနေလဲစတင်ခဲ့တော့တာပေါ့ မပိုးရင်ငါရဲ့ပထမဆုံးမိဖို့ကြောင့်မတော့အစားစာတွေအများကြီးချက်ခဲ့တယ်အခုနဲ့လည်းချက်ရလိမ့်မယ်သမီးနေယူနေရလားသမီးတို့ခက်တုံးကသာဒါမျိုးတက်လေတွေရှိတာဒါပေမဲ့ခု အမေရဲ့ငယ်ဆုံးချွေးမလေးမပိုးကတော့မတူတော့ဘူးလေခက်လည်းပြောင်းနေပြီပြီးတော့မပိုးလေးကချမ်းသာတဲ့မိသားစုကနေလာတာဒီလိုလောက်ပါလားသမီးကြီးကချာပါတီပူရီအာလူဟင်းပဲဟင်းရဲ့ထမင်းကြော်တွေလှုပ်လိုက်မပိုးသမီးကတော့နှုတ်ဆန်ပြုတ်လေးပဲလှုပ်လိုက်တော့ကွယ်ဟုတ်ကဲ့ပါမေး စိတ်မပူနဲ့နော်အကုန်လုံးမဆိုးဟာပြောပြပေးလိုက်မယ်တခုခုဆိုသူ့သားပြောဟုတ်ပြီလားဒီလိုမျိုးနီလာကအလုပ်အလုံးကိုမဆိုးရဲ့ပခုံးပေါ်ကိုပုံချလိုက်တော့မပိုးကသူ့တငယ်ချင်းလေးကိုအရင်တနာသွားရတော့ပေါ့ခဏအကြာမှာတော့မဆိုးကစားစရာအလုံးကိုတယောက်ထိချက်ပြီးမပိုးကတော့နှုတ်ဆန်ပြုတ်ကိုပဲချက်ခဲ့ပါတည်းမိသားစုတစုလုံးကတော့အစားအစာချိန်မှာမဆိုးအစားမပိုးကိုပဲချီးကျူးကြပါတည်း မဟုတ်မင်းချက်တဲ့စားစရာ မဆိုးချက်တဲ့စားစရာနဲ့အရသာအတူတူပဲကျွန်တော်ဇနီးချက်တဲ့စားစရာကိုစားရတာတကယ်ပြိုတယ်အကိုတို့နှစ်ယောက်သိကြလားဘသူမှမသိဘူးမလားမမဘိုးကချမ်းသာတဲ့မိသားစုကလာတာကြောင့်ချမ်းသာတဲ့သူတွေရဲ့ရွေးချယ်မှုကစင်းရဲတဲ့သူတွေနဲ့အယံကွာချတယ်ဆိုတာမမဘိုးကဒီနေ့တက်တဲ့ပြလိုက်တာပဲမက်စီတကောက်တိတ်တိတ်ချာချာစဉ်းစားပြီးပြောစမ်းဒီလိုမျိုးဦးညီကသူ့ကိုဆူလိုက်ကြောင်းမက်စီလည်းညင်သွားခဲ့ပါတဲ့ ဒီလိုနဲ့ရဲအနေငယ်ကြားသွားပြီးတနေ့မှတော့အမေခြေတိုင်ကြီးတဲ့အရှိကဘလောက်တောင်ပူနေလဲဒီနေ့မွန်လွဲပိုင်းမှာအစည်းအဝေးရှိတော့မနေ့ကရုံးမသွားခဲ့ဘူးနေ့လယ်မှာရေချိုးပြီးသွားရမှာမြစ်ကနေရေခက်ခိုင်းလိုက်ပေါ့ကဲကိုမဲရဲ့ရှင်ကတော့တကယ်ကြီးများတယ်ခနာဆောင်ကျမမြစ်ကနေရေခက်လာခဲ့မယ်ဟဲ့သမီးသမီးကလက်ထက်တာတလားတော့မပြည့်သေးဘူးသမီးအိမ်ပြင်ထွက်တော့မလို့လားသမီးတီမာပဲနေအကြီးဆုံးချွေးမမြစ်ကနေရေခက်ပြီးတော့ ရေချိုးခန်းအားလုံးရေဖြစ်ပေးပါလိမ့်မယ်။ဒီလိုနဲ့နီလာကဒီအလုပ်ကိုလည်းမဆူကိုပဲလုပ်ခိုင်းပါတည်း။ဒါကမျက်နှာမပူးကသူ့တငယ်ချင်းကိုထပ်ပြီးတနောက်သွားပြန်တော့ပေါ့ကွယ်။မဆူကလည်းသူ့ရောက်ခမပြောတော်ကိုတိတ်ဆိတ်စွာလက်ခံလိုက်ရတာပေါ့။အခုတော့မဆူကအိုးတချို့ကိုယူပြီးမြစ်ကိုသွားကမြစ်ကနေရေဖြစ်လာခဲ့ပါတယ်။မဆူနေအားစင်းရတဲ့မိသားစုကလာတာ။ငါချမ်းသာတဲ့မိသားစုကလာတာ။ဒါကြောင့်လား။ငါတို့နှစ်ယောက်ကြမှာတလောက်ကြီးခွဲခြားမှုတွေရှိနေတာ မြစ်ကနင်းနီးလေးပဲဒါပေမဲ့ငါအမေကငါ့ကိုမသွားခိုင်းဘူး तू ကနင့်ကိုပဲအိမ်ထဲကပုံးနေအိုးရီအားလုံးရေဖြစ်ခိုင်းခဲ့တာနင်ရမ်းပင်မနေမှာပဲနော်ရပါရဲမှာပိုးရဲငါရေတွင်းကနေရေခက်လာတာမဟုတ်ဘူးလေမြစ်ကလည်းနင်းနီးလေးပဲငါမပင်မန်းပါဘူးဟာထွက်လိုက်တာနဲ့အပြစ်မှမြစ်ပဲလေနင်ထိုင်နေပါငါအားလုံးလောက်လိုက်ပါမယ်အဲ့လိုပြောပြီးမဆိုးကသူ့ခေါင်းပေါ်မှာနေသူ့လက်ထဲမှာဦးနှလုံးကိုယူပြီးမြစ်ကိုထပ်သွားကရေပြီးခပ်ပြီးတော့ပြန်လာခဲ့ပါတည်း ဒီဖြစ်ပျက်တွေအလုံးကိုမြင်တော့မပိုးကဒါကမကောင်းဘူးလို့ခံစားရတာပေါ့ဒါပေမဲ့လည်းသူဘာမှလုပ်လို့မရဘူးလေကွယ်ဒီလိုနဲ့အချိန်တွေကုန်လွန်သွားပြီးတနေ့မှာတော့အိုဖျားရေဒီပန်ကားကလည်းပြက်သွားပြီအမေကျမတညလုံးအိတ်မပြောခဲ့ဘူးကျမအခန်းထဲပန်ကားတော့အလုံးမလုံးဘူးကျမတို့အခန်းထဲမှာအေကွန်တက်ခန်းလိုက်ပါအောင်နော်ဟုတ်တယ်မေကျွန်တော်လည်းအတူတူပဲပြောမလို့အခုပူတော်ကိုမခံနိုင်တော့ဘူးအမေကျွန်တော်တို့အခန်းထဲအေကွန်လိုတယ် မင်းအခန်းထဲမှာဘာလို့အဲကွလို့တာလဲမင်းအခန်းရဲ့နောက်ဖက်မှာမြစ်ရှိတယ်လေညဖက်ပတင်းမောက်ဖွင့်နိုင်ရတာပဲအေးမြတဲ့လေးလေးတိုက်နေမှာပဲမြစ်နာမနီလို့သူတို့အဲကွလို့နေရလေသူ့အမေရဲ့ခွေးချားဆက်ဆံမှုကိုမြင်တော့ကိုသိန်းလည်းငြိမ်သွားလိုတာပေါ့ဒါပေမဲ့ကိုမင်းနဲ့မပူကတော့နီလာရဲ့ဒီလိုပြုမှုတွေကိုမကြိုက်ကြဘူးလေကွယ်မကြခင်မှာမပူရဲ့အခန်းထဲမှာအေးကွတက်ဆင်လိုက်ပါတဲ့ဒီလိုနဲ့တည့်ရမှာတော့ငွေချင်းနင်တနေ့လောအလက်လုံနေတာ အစားစာတွေအသင့်ဖြစ်ရင်အခုငါခန်းကိုလိုက်ခဲ့အောင်ငါနေနဲ့စကားပြောချင်တယ်။နင်ဟုတ်လားမဆိုးကအမရဲ့တငယ်ချင်းဆိုပေမဲ့အမပဲလေယူယူတူတူပြောပေါ့ပြီးတော့ကျမမတော်တဆလက်ထက်လိုက်ရရင်ကျမအမတို့နဲ့အတူတူရှိရမှာမဟုတ်တော့ဘူး။ရတော့လေကျမနဲ့နေပါအောင်လာထိုင်။သမီးမိဖို့ကြောင့်နဲ့မှရက်နေတုန်းလားဘေးစင်ထဲမှာပကံတွေဘလောက်များနေလဲ။သမီးဒီပူတဲ့ရာသီဥတုမှာမြစ်ကနေရေခတ်လာတာအချိန်ကုန်ခတ်နေရပဲ။သမီးကျမ်းမကြီးထိခိုက်လိုက်မယ်။ဒီလိုလို့ အဝတ်တချို့ပုံနဲ့ထက်ပြီးရင်အဝတ်စားတွေနဲ့ပကံတွေအားလုံးမြင့်မာထိုင်ပြီးစီးသည့်နဲ့ဒါပေမဲ့အမေအပြစ်မှာနေအရန်ပူတယ်ဟုတ်ပြီလေအဲ့ဒါဆိုရင်လည်းညနေကြမှာစီးပေါ့သမီးဟုတ်ကဲ့အမေသူတငယ်ချင်းဒီလိုပိုးတဲ့ရာသီဥတုမှာဒလအလုပ်တွေလုပ်နေတာမြင်တော့မပူလေအရန်စီမကောင်းဖြစ်နေတာပေါ့ကွယ်မဆိုးကတော့မြေကမ်းနာမှာထိုင်ပြီးနေတိုင်းအဝတ်အစားနဲ့ပကံတွေကိုစီးကျောနေရပါတည်းအချိန်တွေကုန်လွန်သွားပြီးတနေ့မှာတော့မပူကလူတိုင်းကိုအတင်းကျပ်မြစ်ကိုခေါ်သွားပြီး သူတို့ကိုယ်တိုင်မြစ်ထဲမှာရေချိုးပြီးတော့အဝိရှော်ခိုင်းပါတယ်။အဲ့တော့နီလာကမပိုးကိုပြောလိုက်ကြတာပေါ့။ချွေးမရေမြစ်တစ်ဖက်ချမ်းမှာမြင်နေရတဲ့လေကွင်းကအမေတို့ပိုင်တာပြဿနာတချို့ရှိခဲ့တော့တမီးရဲ့ရောက်ကတိကပေါင်နံခဲ့တာအခုချိန်ဒီအမေတို့လေကွင်းကိုပြန်မထုတ်နိုင်သေးဘူး။တခါတလေအိမ်ကျင်ရတခါတလေတားရဲ့မင်္ဂလာဆောင်အလို့နဲ့အမေတို့လေကွင်းကိုပြန်ထုတ်ဖို့ငွေအလုံးလောက်မရှာနိုင်ဘူး။အမေဒါဆိုရင်အမေအရင်တည်းကပြောတင်တယ်အမေရဲ့အငယ်ဆုံးချွေးမမစင်းရဲပါဘူး။ အမေကျမတို့လောက်ချက်တယ်ဆိုရင်ကျမအနေဆုံးတော့ကြာလေးတော့အမေအတွက်လှုပ်ပေးနိုင်တယ်ကျမပတ်စံပေးမယ်အမေလဲကွင်းကိုပြန်ထုတ်ပါနော်ဒီလိုသမီးလှုပ်ပေးတာမဆိုးရဲ့အားနဲ့ချက်နဲ့ချမ်းသာတဲ့ချွေးမလေးမပိုးရဲ့အားသာချက်ကိုမြင်နေရတာပဲမဆိုးသမီးသာချမ်းသာခဲ့ရင်မပိုးရောက်မလာခင်တည်းကဒီလဲကွင်းကိုပြန်ထုတ်ပြီးသားဖြစ်နေမှာနီလာရဲ့စကားတွေကိုကြားတော့မပိုးနဲ့မဆိုးတို့နှစ်ယောက်လုံးစိတ်မကောင်းဖြစ်ပြီးတော့အဲ့ဒီမှာပဲမပိုးကချမ်းသာတဲ့တငယ်ချင်းနဲ့ ဆင်းရဲတဲ့တငယ်ချင်းကြားကဒီကွာချမှုကိုဆုံးသက်ဖို့ဆုံးဖြတ်ခဲ့ပါတဲ့ဒီလိုနဲ့ရဲအနေငယ်ကြားမှာတော့မက်စီရဲ့ကြမ်းမာရေးလေးချုံရင်းလာတော့တာပေါ့ဒါကြောင့်သူအိယာတွေမှာပဲနှိမ့်နေရပြီးဒီချိန်မှာနီလာလေးခါနေအစ်စ်တွေနားကျင်လာပါတဲ့ဒီလိုနဲ့တနေ့မှာတော့မပိုးချွေးမရေးငါမဆုံးမြစ်ကိုအဝတ်လျှော်ဖို့လွတ်လိုက်ပြီးအဲ့တော့တမီပဲအမေအတွက်ဆေးအနှစ်ကိုပြင်ဆင်ပြီးတော့အမေအကျောအစ်စ်တွေအမေအယိုးအစ်စ်တွေနှိမ့်နေပေးပါအောင်ကွယ် အမေကဘလို့လောက်ပြီးဒီပူတဲ့ရာသီဥတုမှာဒီလိုဆင်းရဲတဲ့သူတွေရဲ့အလောက်ကိုကျမလှုပ်လိုက်မယ်လို့စဉ်းစားနိုင်တာလဲအမေမိတ်နေပြီလားကျမချမ်းသာတယ်ကျမရဲ့အမဆိုးလာမှဒီလောက်တွေအားလုံးသူ့လှုပ်ခိုင်းလိုက်အရင်ကတော့ကျမတို့လောက်စိတ်သက်သာရရစေခဲ့ပြီးအခုအမေကကျမကိုဂျွန်အလောက်တွေလှုပ်ခိုင်းတော့မှလားဒီလိုမျိုးမပိုးကဆင်ကြေးပေးပြီးထွက်သွားခဲ့ပါတည်းခဏကြာမှမက်စီကမပိုးကိုအတန်းပေးလိုက်ပါတယ်အမဘယ်သွားနေရလဲကျမနောက်လာခဲ့ပါဦး ျမဆေးကိုအန်ဆွဲတဲ့ယူပြီးမိဖို့ကြောင့်ကနေနွားနို့တစ်ခွက်ယူလာပေးဦးနော်အမေနဲ့သမီးနှစ်ယောက်လုံးငါ့ကိုမင်းတို့ရဲ့အိမ်ဖော်လို့ထင်နေရလားမဆိုးကတီလောက်တွေအားလုံးလှုပ်လိုက်မယ်ငါမလှုပ်နိုင်ဘူးငါချမ်းသာတဲ့ချွေးမလေးအလုတ်ခိုင်းဖို့လူလိုချင်နေဆိုရင်စင်းရတဲ့ချွေးမကိုယူပေါ့ဘာလို့လဲဆိုတော့ချမ်းသာတဲ့ချွေးမဒီလိုအလုတ်မျိုးဘတ်တော့မှလှုပ်မှာမဟုတ်ဘူးမပိုးရဲ့ဒီလူစကားတွေကိုကြားတော့မက်စီရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲလာပြီးသူကိုယ်တိုင်မိဖို့ကြောင့်ကိုနောင်းနို့ယူဖို့အတွက်ထောက်သွားခဲ့ပါတဲ့။ ဒါပေမဲ့အလွတ်လွတ်နေတာကိုမြင်တော့မဆိုးကသူ့ကိုနွားနို့ကို သူ့ကိုယ်တိုင်းတေချာတိုက်ပြီးစီးပါတိုက်ကျွေးခဲ့တာပေါ့မက်စီလေးသူ့အမိကိုဖြစ်ပျက်တွေအလုံးကိုပြောပြခဲ့ပါတည်းခဏကြာမှမဆိုးကစီးနှစ်ကိုပြင်ဆင်ပြီးသူ့ယောက်ျားမစီးသွားကသူ့ယောက်ျားမရဲ့ခြေထောက်တွေကိုနှိပ်ပြီးခဲ့ပါတည်းအဲ့တော့မှမပူလင်းရောက်လာပြီးတော့ပြောခဲ့ပါတယ်ကျမတော့မှန်အောင် ပြောခဲ့တာပဲဒီလိုလောက်ကစင်းရဲတဲ့မိသားစုကကောင်မလေးတွေနဲ့ပဲလိုက်တယ်နင်စင်းရဲတဲ့မိသားစုကလာတာကောင်းပါတယ်လေ အမသာချမ်းသာတဲ့မိသားစုကလာတာဆိုရင် အမေကဘယ်သူကအလုပ်ကျွေးပြုပေးမလဲမသိဘူး။တမီးပြောတာမှန်တယ်မဘို့မဆိုးကအမေရဲ့ချွေးမဖြစ်လာတာကောင်းတယ်။တမီးလို့ချမ်းသာတဲ့ချွေးမတယောက်သာအမေစီထက်ရောက်လာခဲ့ရင်ဘာဖြစ်သွားမှန်းမသိဘူး။တောင်းမှန်ပါတယ်မဆိုးရဲ့အမေကချမ်းသာတဲ့ချွေးမနဲ့ဆင်းရဲတဲ့ချွေးမကြားမှာခွဲခြားဆက်ဆံခဲ့ပြီးတမီးကိုဒုက္ခပေးဖို့မြစ်ကနေရှေ့ခတ်ခိုင်းတယ်။အိုစားရီကိုလည်းနေပူထဲမှာမျက်နှာမှထိုင်ပြီးရှော့ခိုင်းခဲ့တယ်။လာပါနီလာအနည်းဆုံးမင်းအမကိုနားလေပြီပဲ ချမ်းသာတဲ့ချွေးမကိုဒေါနီမပြောပါနဲ့တော့ဘာလို့လဲဆိုတော့မင်းကကံကောင်းနေမင်းချမ်းသာတဲ့ချွေးမရောစင်းရဲတဲ့ချွေးမရောကောင်းတဲ့ချွေးမတွေရခဲ့တယ်။မောင်ရင်မင်းချမ်းသာတဲ့ချွေးမရဲ့မျက်နှာကိုမြင်မှုမှတော့မဟုတ်ဘူး။အဖေဒီလိုချမ်းသာတဲ့ချွေးမကိုကောင်းတဲ့ချွေးမလို့ခေါ်ရဲဆိုရင်ဘသူကဆိုးတဲ့ချွေးမဖြစ်မှာလဲ။သူ့ထက်ဆိုးတဲ့သူကမရှိတော့ဘူး။တော်လိုက်စမ်းမက်စီငါဇနီးကဒေါရီအကောင်လုံးကိုရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ။မင်းတို့နဲ့မင်းအမေရဲ့မျက်လုံးတွေပွင့်လာအောင်ပေါ့။မင်းတို့မဆိုးကိုခွဲခြားဆက်ဆံတာရပ်နိုင်အောင်ပေါ့။ အခုအမေဘာပြောရမလဲအမေတော့ချွေးမနှစ်ယောက်လုံးရဲ့မျက်လုံးထဲမှာလေးစားမှုတွေဆုံးရှုံးတော့မှာပဲသမီးတို့နှစ်ယောက်လုံးကျေးဇူးပြုပြီးအမေကိုခွင့်လွှတ်ပါပြီးတော့သမီးတကယ်ကိုအရန်ပူတယ်သမီးလည်းမကြက်မမာဖြစ်နိုင်တယ်အဲ့ဒါမတိုင်ခင်သမီးအခန်းထဲမှာလည်းအေကွန်းတက်ပေးမယ်အခုသမီးကမြစ်ကိုရေခတ်သွားဖို့ရောတခြားပင်မနဲ့အလုပ်ရောဘာအလုံးမှလုပ်ဖို့မလိုတော့တော့အခုအားစပြီးတော့ငါတို့အားလုံးအတူတူအလက်လောက်ကြမယ်ဒီလိုနဲ့ပဲသူတို့တွေလည်းစီစီလုံးလုံးပျော်ပျော်ရွှင်ရွှင်နဲ့ပဲနေထိုင်သွားကြပါတော့တယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။